ကျမ်းမာတော်မူကြပါစို့ခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့အော်တိုဘားလ19ရက်နေ့နေ့လည်ခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လိုင်းပါဒီ channel လေးကမြေပြင်ခြေနေတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါရခင်ဗျာပထမဦးဆုံးအနေနဲ့တင်ဆက်ပေးချင်တာကတော့ပြည်ကမ်းနားမှာပေါ်တာဆွဲနေတဲ့ကိုငါကိုစစ်သားနဲ့ပတ်စပ်အဖွဲ့ကိုစူးစောင်းရေးဗိုလ်ကြီးနဲ့အဖွဲ့ကလူမပြီးပြန်ဖမ်းကဝိုင်းရိုက်သွားကြောင်းတင်ဆက်ပေးပါမယ် ပကုတ်တိုင်အနောက်ချင်းပြည်မြို့မှာစစ်မှုတပ်ပေါ်တာဆွဲဖမ်းဆီးတာနဲ့ပတ်သက်ပြီးစစ်သားအချင်းချင်းရိုက်နှက်မှုဖြစ်ပွားခဲ့တယ်လို့မြို့ခံတွေစီကနေသိရှိရပါတယ်။အော်တိုဘာလ15ရက်နေ့ည17နာရီခန့်ကပြည်မြို့အခြေစိုက်အမှတ်99အလုံယုံတက်ခွဲလျှက်ဆက်ကစစ်သားနဲ့ပြည်သူစစ်စုစုပေါင်း၄ဦးဟာကဲနာလမ်းမှာထိုင်နေတဲ့လူငယ်၃ဦးကိုစစ်မှုတပ်တပ်သားတစ်ပေါ်တာဆွဲပုံချုပ်နှောင်ဖမ်းဆီးနေချိန်ယုံရင်စံခတ်ဖြစ်ပွားပြီးစုညမ်းမှုဖြစ်ပွားခဲ့ပါတယ်။အရင်မိသက်တယောက်နဲ့အပြင်နှစ်ယောက်ပေါ် ကောင်လေးတယောက်ကထွေအုပ်နဲ့အတိအဲ့ဒါကိုပတ်စနဲ့ကိုငါကိုကတယောက်ကဖမ်းတာမှာကောင်လေးတွေက မိသက်ပါထွေအုပ်အတိပါဆိုပြီးဖုန်းဆက်ကြတော့စူးစူးညံ့ညံ့တွေဖြစ်နေတာပေါ့အဲ့ဒါကိုအနာမှာရှိတဲ့စူဆောင်ရေးတက်ကစစ်ဘူရဲ့စစ်သားတွေနဲ့အမျိုးသမီးတယောက်ထွက်လာပြီးသူတို့အထဲကိုခေါ်ဒူးထောက်ခိုင်းထားပြီးပတ်စနဲ့ကိုငါကိုတက်ကသူတွေကိုအတိက ရိုက်တာလို့မြို့ခံတအူးကတို့ပြီကိုပြောပါတယ် ခဏကြာမှာတော့မိသက်တာဝန်ရှိသူတွေအုတ်ချုပ်ရင်းမှုနဲ့ဘုံမှုတွေကားတွေနဲ့ရောက်ရှိလာကစကားမြတ်မှုတွေဖြစ်ပွားခဲ့တယ်လို့ဆက်ပြောပါတယ်။အရက်ဝတ်နဲ့လူသွားဆွဲတာစုဆောင်ရေးကလူမပီးဖန်တာဟိုတည်းရောက်တော့ငါတို့ကစစ်သားတွေဆိုတော့အရက်ဝတ်နဲ့ဆိုတော့မယုံဘူးထင်ပါတယ်ထိုးတာကြိတ်တာပေါ့ကိုကရုံဆိုတဲ့တပ်သားကိုထိုးကြိတ်ထားတာလို့ဖြစ်စဉ်ကိုသိရှိထားတဲ့မြို့ကန်တရင်ရှိမြက်ကဒုတ်ပြီကိုပြောပါတယ်။ ပြည်မြို့မှာစစ်တပ်ပြည်သူစစ်နဲ့ပြည်စောတိပူပေါင်းအဖွဲ့တွေဟာအရက်ဝတ်တွေနဲ့လှည့်လေကနေညအချိန်မရွေးနေရမရွေးမှာစစ်မှုတန်းတပ်သားတွေရရှိအတွက်ပေါ်တာဆွဲတာတွေပြုတ်လုံနေကြပြီးအချင်းချင်းမှားယွင်းဖမ်းမိတာသူတို့မိသားစုဆွေမျိုးတွေကိုမသိဘဲဖမ်းဆီးမိတာတွေလည်းဖြစ်ပွားနေလို့လိုက်လံဖြည့်ရှင်ထုတ်ယူနေရတာတွေလည်းဖြစ်ပွားနေပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့နေရီကန်ဘီဝါကိုဘယ်လိုသိမ့်နေလဲသတင်းပရိသတ်များသိရှိဖို့ပြည်ပြည်စုံစုံတင်ဆက်ပေးပါမယ် အရကတတအေအေနဲ့မဟာမိတ်တပ်တွေအပြည့်အသက်သိမ်းပိုက်ထိုးစစ်ဆင်နေတဲ့နေရကန်ဘျူအာတိုက်ပွဲအကြောင်းဒီတစ်ပတ်မှာပြောပြပေးပါမယ်။ရကန်ပြည်နယ်ကအမ်းမြွနဲ့မကွေးတိုင်းကဗရန်မြို့ကိုဆက်သွယ်ထားတဲ့အမ်ဒန်လမ်းပေါ်ဘျူအာမြောက်တီနီယာဘျူအာမြောက်တီရှိနေတာဖြစ်ပါတယ်။ဒါကြောင့်နေရကန်ဘျူအာက မကွေးတိုင်းရဲ့ဝင်ပေါက်ဖြစ်တယ်လို့ရကန်ပြည်နယ်အမ်းကိုထိုးစစ်ဆင်ဖို့အတွက်ဆိုရင်လေအရေးကြီးတဲ့နေရာဖြစ်ပါတယ်။နောက်ပိုင်းတိုင်းစစ်တနာကျုပ်နောက်ပတ်ခတီရှိခဲ့တဲ့အမ်းမြို့ကိုအရကတတအေအေက 2024ခုနှစ်ဒီဇင်ဘာလ20ရက်နေ့မှာအပိသက်သိမ်းယူခဲ့တာလည်းဖြစ်ပါတယ်။အမ်မြိုတိမ်တိုက်ပွဲမှာဒုတိယတိုင်းမှုဗိုလ်မှူးချုပ်တောင်းထွန်းတဲ့တိုင်းဦးစီးချုပ်ဗိုလ်မှူးချုပ်ကျော်ကျော်တန်းအပြင်စစ်တုံ့ပန်ရာချီပြီးအေအေကဖမ်းဆီးခဲ့ပါတယ်။ဒါအပြင်စစ်တုံ့ပန်ဗိုလ်မှူးချုပ်တယောက်ကအာနာသိန်းစစ်ခေါင်းဆောင်မင်းအောင်လိုင်းကိုလက်နက်ချဖို့တိုက်တွန်းတဲ့အထိအေအေရဲ့မြို့သိမ်းစစ်စင်ရေးတွေကအောင်မြင်ခဲ့ပါတယ်။အေအေကအမ်မြိုတိမ်တိုက်ပွဲကိုစက်တင်ဘာလ26ရက်နေ့မှာစတင်ခဲ့ပါတယ်။ ၃လနီးပါးကြာထိုးစစ်အတွင်းမှာနပခယောမြို့နယ်တစ်ခုလုံးကိုပါသိမ်းပိုင်နိုင်ခဲ့ပါတယ်။ဒါအပြင်ရိုးလမ်းမအတိုင်းလာသမျှစစ်ကြောင်းတိုင်းကိုလည်းချေမှုန်းခဲ့ပါတယ်။အမ်းမြို့သိမ်းပြီးကွာမြို့ကို၂၀24ခုနှစ်ဒီဇင်ဘာလ26ရက်နေ့မှာအေအီကသိမ်းယူခဲ့တာပါ။အဲဒီနောက်ပိုင်းမှာတော့ကွာမြို့နယ်ဆက်ဆက်နေတဲ့အေယာဝတီတိုင်းရွှေတောင်ရံဘက်ကိုအေအီနဲ့မဟာမိတ်တပ်တွေကထိုးစစ်ဆင်ပါတယ်။အေယာဝတီတိုင်းလိုပဲတောင်ကုန်းမြို့နယ်နဲ့ထိစပ်နေတဲ့ပဲခူးတိုင်းအုတ်ရှိပင်မြို့နယ်မှာလည်း အေအေနဲ့ပူပေါင်းမဟာမိတ်တပ်တွေဟာစစ်တပ်စခန်းတွေကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။တောင်ကုတ်ဦးရှိပင်လမ်းကျော်တစ်လျှောက်ကစစ်တပ်စခန်းတွေကိုဆက်လက်ထိုးစစ်ဆင်ပါတယ်။အလားတူရခိုင်ယူမပေါ်နဲ့အမ်ဘရန်လမ်းပိုက်ကစစ်တပ်စခန်းတွေကိုလည်းအေအေနဲ့ပူပေါင်းတပ်တွေက2025ခုနှစ်နှစ်စန်းပိုင်းမှာဆက်လက်ထိုးစစ်ဆင်သိမ်းပိုက်ခဲ့ပါတယ်။စစ်တပ်ရဲ့တပ်မရှိရှိကိုကိုလက်အောက်ကန်တရင်တွေမကွေးကပ္ပဆမတပ်ဖွဲ့ဝင်တွေပါတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကအမ်ဘရန်လက်တလျှောက်ခုခံခဲ့ပါတယ်။ ဒါပေမဲ့ AA နဲ့မဟာမိတ်တပ်တွေရဲ့ထိုးစစ်ကြောင့်စကန်တွေဇက်တိုက်ဆုံးရှုံးပြီးဇက်တိုက်နောက်ဆုတ်ခဲ့ရတာပါ AA နဲ့ပူးပေါင်းတပ်တွေထိုးစစ်အရှိန်မြင့်လိုက်တဲ့2025ခုနှစ် February လမှာတော့နိုင်ငံကန်ဘီယွာနဲ့ Ambrandland တိုက်ပွဲတွေမှာတပ်မကိုကိုကနီးဘီယွာမှုဒုတိယဗိုလ်မှူးကြီးကျော်ကျော်တပ်အပါအဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်23ဗန်းဖြစ်နေ AA ကဖမ်းဆီးနိုင်ခဲ့ပါတယ်အဲ့ဒီတိုက်ပွဲတွေမှာစစ်တပ်ကရချီတိတ်ဆုံးခဲ့ပြီး၈၀ထက်မနည်းပျောက်ဆုံးခဲ့ပါတယ် စစ်တုံးပန်းဒုတိယဘုံမူကြီးကျော်ကျော်တက်ကသူ့ရဲ့ဘီဝါထဲမှာတိုင်ရင်တိုင်ရင်ကိုတက်ဖွဲ့ဝင်စေကနန်းခန့်သာရှိပြီးတိုက်လို့ခိုက်လို့စိမ့်နေယုံကြည်မှုမရှိတော့ကြောင်းဝန်ခံခဲ့ပါတယ်တဖက်မှာတော့အေအေတက်ဖွဲ့ဝင်တွေကရေစွမ်းတက်တီနဲ့ပြေဆုံးပြီးယုံကြည်ချက်အတိုင်းတိုက်ပွဲဝင်နေကြတာတွေ့တယ်လို့စစ်မြေပြင်အရှိတရားကိုအေအေထံမှထုတ်ဖော်ဝန်ခံခဲ့ပါတယ်ဒါအပြင်အမ်ပရန်လမ်းပေါ်ကတိုက်ပွဲတွေမှာစစ်တပ်ကအရာရှိတွေအေအေလက်ဖြောင့်တနက်သမားတွေကြောင့် တေရာကိုဇူလိုင်လ29ရက်နေ့မှာထွက်ပြေးလွတ်မြောက်လာတဲ့စစ်သားတဲ့နေသူမျိုးကလည်းဖွင့်ချပြပြခဲ့ပါတယ်။တိုက်ပွဲဖြစ်ရင်စစ်သားတွေကိုရှေ့ကအသေးခံတက်ခိုင်းပြီးပြန်ပြေးလာရင်ပြစ်တတာ ရှေ့မတက်ရင်ပြင်းထန်စွာအပြစ်ပေးတာစစ်သားတွေကိုစစ်သားဟောင်းတွေကခွဲခြားဖိနှိပ်တာ ထွက်ပြေးလို့မရင်ပြစ်တတာစတဲ့တက်မကိုကိုအောက်ကတရင်တွေတဲမှာတက်ပြက်နေတဲ့အခြေအနေကိုတသားတဲ့နေသူမျိုးကဆက်လက်ပြောဆိုပါတယ်။တမကိုကိုကခုခံခဲ့ပေမဲ့ဇက်တိုက်အထိနာခဲ့တာကြောင့် တာဝန်အရှိဆုံးဖြစ်တဲ့ဘူမူးကျုပ်တင်းမောင်ကျော်ကိုစစ်ကောင်စီကမေလာဇမ်းမှာပြန်လည်ဖမ်းဆီးလိုက်ပါတော့တယ်။နေရကန် viewer စကန်သိတိုက်ပွဲဟာပြီးခဲ့တဲ့ match လကုန်မှာတော့ခိတရက်တန်တော့ပါသေးတယ်။ match လ28ရက်နေ့ကစကိုင်းနဲ့မန္တလေးကိုဗဟုပြုခဲ့တဲ့ငလင်ကြီးကြောင့်အရေးပေါ်ကိစ္စရေးနဲ့ပြန်လည်ထူထောင်ရေးအတွက်အေကယာယီအပြစ်ခတ်ရယ်စဲပေးခဲ့တာပါ။အဲ့ဒီအချိန်မှာပဲစစ်ကောင်စီကအင်အားတွေဖြည့်ခဲ့ပါတယ်။ဒါပေမဲ့အေအေနဲ့ပူပေါင်းတက်တွေထိုးစစ်အရှိန်တင်တာနဲ့ စစ်တပ်ခန်းစစ်စခန်းတွေဇက်တိုက်လက်လွတ်ဆုံးရှုံးရပါတယ်။စက်ပင်မာလမှာတော့တက်မကူကူအထိနာလာပြီးဖြစ်တာကြောင့်ရန်ပြည်နယ်အရှိတောင်ပိုင်းမိုင်းပန်မြို့မှာအခြေစိုက်တဲ့စစ်စင်ရေးကုကဲမှုဌာနချုပ်စက်ကွန်စက်ကခစက်ကွန်လောက်ကန်တရင်တွေကိုနေရီကန်ဗျူဟာနဲ့အမ်ပရန်လန်ကစစ်စခန်းတွေကိုလေးလေပို့လိုက်ပါတယ်။စစ်ကောင်စီကတက်မကူကူရဲ့အရှက်ကိုဖုံးကွယ်ဖို့လှုပ်ကြံဇလန်းတွေနဲ့ဝါရဖြန့်ခဲ့ပြန်ပါတယ်။တက်မကူကူလောက်ကန်ခမရ139ကိုဟာ ပြီးခဲ့တဲ့စက်တင်ဘာလဇန်းမှာမိခင်တရင်စီကိုပြန်ခဲ့ပြီးအောင်ပွဲနဲ့ပြန်လာတဲ့ရန်ကြိုဆိုရေးလှုပ်ပြခဲ့ပါတယ်။အေအေကိုတိုက်ခိုက်ဖို့အမိန်ပေးခံရတဲ့စက်ကခဆက်ခွန်လောက်ကန်တရင်တွေဟာနေရီကန်ပြူအောင်နဲ့အမ်ဘရန်လန်တိုက်ပွဲမှာအလူးအလဲခံရပါတော့လေ။စစ်ကောင်စီဟာစက်ကခဆက်ခွန်လောက်ကန်တရင်တွေဖြစ်တဲ့ခမရ904ခမရ969ခမရ905ခမရ900ခမရ9239ခလရ295တရင်ကစစ်သားတွေနဲ့အတူ စစ်မှုတန်းတင်းနှင်းစင်စစ်သားတွေအများပြားကိုဆစ်လွတ်ခဲ့တာပါအင်အားဖြည့်တင်းပြီးအေအေနဲ့မဟာမိတ်တပ်တွေထိန်းချုပ်ထားတဲ့စကန်တွေကိုစက်တင်ဘာလဆန်းပိုင်းမှာပြန်လည်ထိုးစစ်ဆင်သိမ်းယူဖို့တိကြိုးစားခဲ့ပါတယ်ဒါပေမဲ့စက္ကကစက်ခွန်ရဲ့ဒံပြန်ထိုးစစ်တွေကိုအေအေနဲ့မဟာမိတ်တပ်တွေကရိုက်ချိုးပြီးထိုးစစ်ကိုအရှိန်မြှင့်လိုက်ပါတော့တယ်နိုင်ငံပြူဝါရဲ့အတိတ်ကန်စစ်စကန်ကြီးနှစ်ခုဖြစ်တဲ့ကိုကြီးစကန်နဲ့ဖိုက်တာဂုံးကိုစက်တင်ဘာလကုန်ပိုင်းနဲ့အော်တိုဘားလာဆန်းပိုင်းမှာအေအေနဲ့ပူပေါင်းတပ်တွေကသိမ်းယူပြီးတဲ့နောက်ပိုင်း ဗျူဟာတဲကစစ်ကောင်စီအရာရှိတွေဟာအော်တိုဘားလ9ရက်နေ့ကရဟတ်ရင်တွင်နဲ့ဆုတ်ခွာသွားတယ်လို့စီးရီးတတိယမြစ်တွေစီကနေသိရှိရပါတယ်။လက်ရှိမှာတော့နိုင်ငံဗျူဟာကိုအပြစ်သက်သိမ်းပိုက်နိုင်ဖို့အတွက်လက်ချက်နေရာအချို့ကိုထိုးစစ်ဆင်တိုက်ခိုင်းနေပြီးထွက်ပြေးနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်းလိုက်လံရှင်းလင်းနေတယ်လို့အေအေကအော်တိုဘားလ15ရက်နေ့ညမှာထုတ်ပြန်ခဲ့ပါတယ်။နိုင်ငံဗျူဟာကုန်းကိုအပြစ်သက်သိမ်းပိုက်နိုင်ဖို့လက်ချက်နေရာအချို့သာကြန့်ရှိတော့ပြီးထိုးစစ်ဆင်တိုက်ခိုင်းနေကြောင်း ကစင်ကလျားထွက်ပြေးနေတဲ့စစ်ကောင်စီတပ်တွေကိုတိုက်ခိုက်နေပြီးလက်နက်ချအလင်းဝင်ရောက်လာသူတွေကိုလည်းစစ်တုံးပန်းဥပဒေနဲ့အညီလက်ခံထားကြောင်းအသိပေးထားတာပါပင်လယ်ရေမျက်နှာပြင်အထက်ပေ9000ဝန်းကျင်အမြင့်မှရှိတဲ့နေရီကန်ဗျူဟာမှာစစ်တပ်ကအရင်ကရခိုင်ရိုးမအနောက်ချမ်းနိုင်ငံဧရိယာတွေအတွက်လေကြောင်းရန်ကာကွယ်ဖို့ရေဒါပါတပ်ဆင်ခဲ့တာပါအေကထိုးစစ်ဆက်တင်ခဲ့တဲ့ဖေဖော်ဝါရီလမှာပဲအေအေရဲ့ထိုးစစ်တွေကိုကြောက်နေတဲ့စစ်တပ်ဟာ နေရီကန်လေးချောင်းရံကာကွယ်စခန်းမှာတက်စင်ထားတဲ့ရေဒါကိုဖြုတ်သိမ်းပြီးရွှေ့ပြောင်းလိုက်ပါတော့တယ်။ P18 Wally Anning Radar လို့ခေါ်ပြီးအကွာအဝေးကီလိုမီတာ250မိုင်အနီနဲ့ဆိုရင်155မိုင်ခန့်ထိစောင့်ကြည့်ထောက်လန်းနိုင်တဲ့အဲ့ဒီရေဒါဟာဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့လေကြောင်းလှုပ်ရှားမှုတွေကိုစောင့်ကြည့်ထောက်လန်းဖို့တက်စင်ထားတာဖြစ်တယ်လို့မြန်မာစစ်ဘက်ရေးရနဲ့လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ MDSI ကသတင်းထုတ်ပြန်ထားပါတယ်။ အဲဒီနောက်နိုင်ရကလီချောင်းရဲ့ကာကွယ်စခန်းကိုကျင်းလင်းပြူဟာကုန်းအဖြစ်ဖွဲ့စည်းပြီးခုခံဖို့ပြင်ဆင်ခဲ့တာပါစီးရီးတရင်ကိုတိုးတိုးတိတ်တိတ်ထားတတ်တဲ့အီကနိုင်ရကံပြူဟာကိုချီမုံတဲ့တိုက်ပွဲတရင်တွေကိုပြင်ပကိုအခြေတဝင့်မထွက်လာပေမဲ့အတွင်းစည်းမှာတော့စစ်တဟာစိတ်ပိုင်းရောရုပ်ပိုင်းပါရုပ်ပြက်ဆင်းပြက်ဖြစ်ခဲ့ပါတယ်စကန်သိန်းတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးတုံပန်းတွေထပ်မံဖမ်းမိထားတယ်လို့လည်းသိရှိရပါတယ်လက်ရှိမှာတော့ စစ်ကောင်စီကအမ်းမြုပ်ကိုပြန်လဲထိန်းချုပ်ဖို့ကြိုးစားနေတဲ့စစ်စင်ရေးပျက်စီးသွားပြီဖြစ်တယ်လို့မကွေးတိုင်းအနောက်ချမ်းကိုလည်းတော်လိုင်းရင်အန်းစုတွေကနေမီစွမှုမှုအပြည့်အဝရရှိဖို့လမ်းပွင့်သွားပြီလို့အေအေးရဲ့မဟာမိတ်တပ်ဖွဲ့တွေကပြောပါတယ်။စေလီလာသူတဦးကတော့အဲ့ဒါနဲ့ရေကန်ရပြီဆိုတော့အောက်လွင်ပြင်ကိုစီးသွားပြီဗရန်လွင်ပြင်ကိုစီးသွားပြီဗရန်ကအမြောက်တက်ဌာနချုပ်တခုရှိမယ်ကပ္ပဆာတွေရှိတာကိုအဲ့ဒါကိုစွမှုသွားပြီချက်ချင်းကြီးတော့ဆင်းလာနိုင်မှာမဟုတ်ဘူးပေါ့ဗျာအပေါ်ကိုချုပ်ကင်သွားပြီးရင် အခြေကုပ်ယူသွားပြီးရင်တော့တဖြည်းဖြည်းဆင်းလာရတာလွယ်သွားတာပေါ့စစ်တပ်အနေနဲ့ကြခတ်သွားပြီးစစ်တပ်ကိုအများကြီးချင်းချောက်နိုင်တာပေါ့ကပ္ပစရီကိုချင်းချောက်ပြီးဖြစ်သွားတာကိုအတိုက်ခံရဖို့ပိုနီးလာတာပေါ့လို့သုံးသပ်ပါတယ်ဒါပြင်စစ်တပ်ကြွေးကြော်နေတဲ့တောင်ကုတ်တူအန်တူကိုပြန်လဲသိမ်းပိုက်ဖို့ပိုအလံဝေးသွားပြီလို့သူကသုံးသပ်ပါတယ်ဒါပြင်နေရီကန်ဗျူဟာကနေစင်မိုင်ကျော်ပဲဝေးတဲ့ဗရန်မျိုးပါမကြဖို့စစ်တပ်ကတပ်မတစ်ခုကို တက်မှန်ဖြစ်ပြီးခန်းစစ်ပြင်ဖို့ပြင်နေရပြီလို့အထက်ပါစီလိလာသူကဆက်ပြောပါတယ်။မြေပြင်တိုက်ပွဲတွေမှာလည်း viewer ကြကြတိုက်ပွဲတွေပေါ်ဆောင်နေရတယ်လို့စိတ်သက်စစ်စင်ကြီးတိုက်ပွဲတွေပါတပြိုင်နက်တည်းပေါ်ဆောင်နေတဲ့အေအေးရဲ့နေရီကန် viewer တင်တိုက်ပွဲဟာအပြည့်တက်နိုင်ဖို့လက်တကန်းအလိုကိုရောက်နေပြီလို့တိုက်ပွဲဝင်နေတဲ့တော်လိုင်းရဲဘော်တအူးကပြောပါတယ်။အေအေးနဲ့အတူပူးပေါင်းတိုက်ပွဲဝင်နေတဲ့ PDF တအူးကတော့ထိုင်းတီဘတ်6တန်းစုနဲ့နေရီကန် viewer နှစ်ခုမှဘယ်ဟာကိုယူမလဲဆိုရင် နေရကန်ဘျူဟာကိုယူပါမယ်ဒီဟာကစစ်ကောင်စီရဲ့အရှိုက်တဲ့တွေကိုထိုးနှက်တာဖြစ်တယ်လို့ဆိုထားပါတယ်ခင်ဗျာနောက်ထပ်တစ်ဆက်ပေးခြင်းတကားတော့ထင်းကျုံမြို့တွေကနေ TNL စောက်ခွာပေးနေရမှုပေါ်ဝေဖန်မှုတွေရှိလာကြောင်းတင်ဆက်ပေးပါမယ်စစ်ကောင်စီတဟာတောင်အမျိုးသားလွတ်မြောက်ရေးတက်မတော့ TNL ထင်းကျုံထားတဲ့မြို့တွေတဲကတီဘောမြို့ကိုထပ်မံသိမ်းပိုက်နိုင်ခဲ့တာကြောင့်ထင်းကျုံထားတဲ့မြို့တွေကနေ TNL စောက်ခွာပေးနေရမှုအပေါ်ဝေဖန်မှုတွေရှိလာပါတယ် TNL ဟာ2023ခုနှစ်အောက်တိုဘာလ29ရက်နေ့ကစတင်ခဲ့တဲ့တစ်တုံညာနှစ်ခုစစ်စီရင်းနဲ့အတူရှမ်းပြည်နယ်မြောက်ပိုင်းကကြောင်မဲတီဘွန်၊နမ်ဆန်မိုင်းလုံး၊မိုးမိတ်မန်တုံ၊နမတူကွတ်ခိုင်၊နောင်ချိုနမ်ခမ်း၊မိုင်းငုံမြို့နယ်မန္တလေးတိုင်းကမိုးကုတ်မြို့တို့ကိုတင်းယူခဲ့တာပါ2025ခုနှစ်နှစ်လပိုင်းမှာစစ်ကောင်စီရဲ့ဒဏ်ပြန်ထိုးစစ်ကြောင့်ပြီးခဲ့တဲ့ဇူလိုင်လလယ်မှာနောင်ချိုမြို့ကို TNL ကလက်လွတ်ဆုံးရှုံးခဲ့ရပါတယ်။တားပြေကြောင်မဲမြို့ကိုအော်တိုဘားလ၁ရက်နေ့နဲ့အော်တိုဘားလ၁၉ရက်နေ့မှာတီဘွန်မြို့ကိုပါ တက်မှန်လက်လွတ်ခဲ့ရပါတယ်။ဒါပြင် TNL ထင်းချုပ်ထားတဲ့မြို့နယ်တွေကိုလည်းလေကြောင်းကနေနေ့စဉ်ပုံကျင်နေပါတယ်။စစ်တပ်ဟာတီဘောကိုသိမ်းယူပြီးတဲ့နောက်နံမတူကိုလည်းစစ်ကြောင်းထိုးနိုင်တယ်လို့သတိပေးချက်တွေရှိနေပါတယ်။ထင်းချုပ်ထားတဲ့မြို့တွေကနေဇက်တိုက်ဆုတ်ခွာပေးနေရတဲ့ TNL ရဲ့စီစွန့်ရေးအပေါ်ကိုဒေတာခံတွေနဲ့နိုင်ငံရေးအတိုင်းအဝိုင်းကမေးခွန်းထုတ်နေကြပါတယ်။ TNL မှာတရုတ်ရဲ့ PR ရှိနေတဲ့အပြင် တစ်ဖက်မှာစစ်တပ်ကတရုတ်ရဲ့လက်နက်ခဲယံ နီးပညာ drone စတဲ့အကူအညီတွေရနေတာကြောင့်စစ်တပ်ထိုးစစ်ကို TNL ခုခံဖို့ခက်ခဲနေတယ်လို့ရှမ်းပြည်နယ်မြောက်ပိုင်းစည်ရေးလေလာသူတဦးကပြောပါတယ်။ဒါပေမဲ့တစ်တုံညာနှစ်ခွန်စစ်စင်ရေးမှာပါဝင်ခဲ့ဘူးတဲ့တော်လိုင်းရေးဘော်တဦးကတော့တရုတ်ကဖိအားပေးလို့ဆိုတာနဲ့တင်မလုံလောက်ပါဘူး။တစ်တုံညာနှစ်ခွန်တုံးကတမျိုးပြီးတမျိုးဇက်တိုက်သိမ့်ပိုက်ခဲ့တာလေ။အခုကကြရေကုန်ရေကန်းမတိုက်ပဲစုတ်ခွာပေးနေတယ်ကြည့်လို့မကောင်းဘူးလို့ဆိုပါတယ်။စုံမဲ့အတူတူတော့ဘာလို့တိုက်နေသေးလဲ။ အသက်ပေးသွားတဲ့ရဲဘော်ရီကိုမှအမနာလို့ပြည်သူတဦးကလည်းပြောပါတယ်အခြားပြည်သူတဦးကလည်းစုံမနေနဲ့မတိုက်ပဲပြန်ပေးလိုက်ပါအခုကျစက်ကစက်ကမူတီရနေပြီလို့မှတ်ချက်ပြုပါတယ်စေအုစုကတီဘုံမြို့ကိုသိမ်းပိုက်နိုင်ကြောင်းသတင်းထုတ်ပြန်ရမှာအော်တိုဘားလ၂ရက်နေမှာစတင်၍ထိုးစစ်ဆင်ပြီးအော်တိုဘားလ၁၆ရက်နေ့ညနေမှာသိမ်းပိုက်နိုင်ခဲ့တယ်လို့ဆိုပါတယ်စစ်စင်ရေးကာလအတွင်းမှာတိုက်ပွဲကြီး9ကြိမ်ထိတွေ့မှု22ကြိမ်စုစုပေါင်းတိုက်ပွဲ28ကြိမ်ဖြစ်ခဲ့တယ်လို့ဆိုပါတယ် တီဘောမျိုးတင်တိုက်ပွဲတွေကနေယူအလောင်း73လောင်းနဲ့လက်နက်9လက်တာတင်စရရှိထားတယ်လို့ဖော်ပြထားပါတယ်။ TNL ကစွတ်ခွာခြင်းမှာမျိုးဘော်ကအဆောက်အုံတွေကိုမိရှုခဲ့တယ်လို့လည်းစစ်တပ်ကဆွဆွဲဖော်ပြထားတာကိုတွေ့ရှိရပါတယ်။ TNL ကတော့သူတို့အနေနဲ့တရုတ်အစိုးရရဲ့ဖိအားကိုရင်ဆိုင်နေရပေမယ့်မျိုးတွေလက်လွတ်ဆုံးရှုံးနေရတဲ့အပေါ်အပြစ်ရှာသွားမယ်လို့ကြောင်မဲမျိုးကိုလက်လွတ်ပြီးတဲ့နောက် People's Spring ကိုဖြေကြခဲ့ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းမှာစစ်ကောင်စီတပ်ကအခုလိုပြန်ကောင်းထောင်းလာနေတာဟာ တရုတ်ရဲ့ကူညီပေးမှု TNL နဲ့ MTAA တို့အပေါ်ပြင်းထန်တဲ့ PR ပေးမှုကြောင့်တွေလည်းဖြစ်တယ်လို့စီရေးကိခတ်တူကမှတ်ချက်ပြုပါတယ်။ပြည်ထနာကမြောက်ပိုင်းက TNL တို့ကိုကန့်တို့ကိုတရုတ်ကကျိုးတုပ်ပြီးထိုးခိုင်းတာဖြစ်တာကိုသူကချုပ်ပေးပြီးစစ်တပ်ကိုထိုးခိုင်းတာလွတ်လွတ်လပ်လပ်မထိုးရတော့မြောက်ပိုင်းကအဖွဲ့တွေကခံရတာပေါ့လို့ ADC ရဲ့အကိခတ်ကပြောပါတယ်။စစ်ကောင်စီတပ်ဟာတရုတ် PR ကင်းလွတ်တဲ့ Arakat တပ်တော် AA နဲ့ပူးပေါင်းတပ်ဖွဲ့တွေနဲ့ရင်ဆိုင်အတွေ့မှာတော့ အလေးလေးအကွဲကွဲအထိနာဆုံးရှုံးမှုများပြနေတာတွေ့ရတယ်လို့စီးလေးလာသူတချို့ကပြောပါတယ် TNL ခေါင်းဆောင်တဦးဖြစ်တဲ့ဗိုလ်ချုပ်တာပုန်ကျော်ကစစ်ကြီးထဲမှာရှင်းတန်ကြင်ရင်နေသူတွေအတွေ့အသင့်နဲ့ဗျူဟာချက်လောက်ကြတာပေါ့လို့အော်တိုဘန်၁၇ရက်နေ့မှာသူ့ရဲ့ Facebook မှာရေးသားခဲ့ပါတယ်စစ်ကြမ်းတမ်းရိုင်းဆိုင်တဲ့ဒီစစ်ကြီးထဲမှာမတည်သေးပဲရှင်းတန်ကြံနေတဲ့ဒုဒတွေအာမွေအတွေ့အသင့်နဲ့ဗျူဟာတွေထွက်ချက်ကြတာပေါ့ငါတို့ကတော်လန်ကြီးကိုရွေးတော့တော်လန်ကြီးက ငါတို့တွေကိုပြန်ရွေးချယ်တာလေးလို့ဘူဂျုတာပုန်ကျော်ကရေးသားထားတာပေါ့အဲ့ဒီလို ရေးသားပြီး6ရက်အကြာမှာတော့ TNL ကတီဘောမျိုးကိုလက်လွတ်ခဲ့ရတာပဲဖြစ်ပါတယ်ရှမ်းမြောက်အရေးလေးလာသူတူကတော့စစ်ကောင်စီဟာအခုလောလောဆယ်မှာ TNL ကိုဖိအားပေးထိုးစစ်ဆင်နေတာဖြစ်ပေမဲ့ရှမ်းမြောက်အခြေစိုက်တပ်တွေဖြစ်တဲ့ TNL SSPP KIA MNDAA တို့အကြားညီညွတ်မှုမရှိရင် အတူတကွစီးရီနိုင်ငံရေးပူးပေါင်းဆောင်ရွက်မှုမရှိရင်နောက်ပိုင်းမှာစစ်တပ်ရဲ့စီးရီဖိအားကို အဖွဲ့အလုံးရင်ဆိုင်ကြရမှာဖြစ်တယ်လို့တုံးသက်ပြောကြပါတယ်။ဒါကြောင့်တော်လန်ကြီးတက်တွေချင်းပူပေါင်းပြီးစစ်တပ်ကိုတိုက်ခိုက်တင့်တယ်လို့လည်းအကြံပြုပါတယ်။ဒါအပြင်တိဘောမျိုးနဲ့နဲ့နမတူမျိုးနဲ့တို့ကိုဆက်တွေ့ထားတဲ့မိုးတီတတာမိုင်းခွဲဖြစ်စီခံရတယ်လို့ရှမ်းပြည်တူတက်ရေးပါတီ SSPP SSA ကထုတ်ပြန်ပါတယ်။နမတူချောင်းပေါ်မှာရှိတဲ့မိုးတီတတာဟာအော်တိုဘလန်၁၉ရက်နေ့ညပိုင်း၈နာရီကျော်အချိန်ကမိုင်းခွဲဖြစ်စီခံရပြီးတတာရဲ့အလင်းနေရာကျူးကျပ်ဖြစ်စီသွားတာလို့ဆိုပါတယ်။ ပေါက်ကွဲရတဲ့အကြောင်းရင်းကိုတော့ဖော်မပြထားပါဘူးလက်ရှိမှာချောင်းကိုဖျက်ကူးနိုင်ရတဲ့ TNL တပ်ဖွဲ့ဝင်တွေကဆက်လီပို့ဆောင်ပေးနေတယ်လို့ SSPP ကဆိုပါတယ်။ဒါအပြင်စစ်တပ်ကအော်တိုဘားလ16ရက်နေ့ညတကောင်း7:09မိနစ်နဲ့7:38မိနစ်မှာဒီဘောမျိုးအပြင်မှာရှိတဲ့ခမရ933ခမရ934တို့ဘက်ကိုအင်အားပြင်းတဲ့ဘုံနှလုံးကြေးချခဲ့တယ်လို့ဒေတာခန့်အချို့ကပြောပြပါရခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးကြတာကတော့လီဂီကော်မန်ရှိတဲ့ဆွေတော်ဂုံးကိုရရှိဖို့စက္ကစမလက်နက်ကြီး drone အများပြားသုံးပြီးနေ့စဉ်တိုက်ခိုက်နေကမင်းလက်ပန်းနဲ့ flu ကြီးရွာတို့ကိုလည်းစစ်ကြောင်းတည်တံ့ထိုးပြီးနေ့စဉ် drone နဲ့တိုက်ခိုက်နေကြောင်းတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်လီဂီကော်မြို့တင်မှာရှိတဲ့ဆွေတော်ဂုံးကိုရရှိဖို့အတွက်စစ်ကောင်စီဘက်မှလက်နက်ကြီး drone များအများအများအသုံးပြုပြီးနေ့စဉ်တိုက်ခိုက်နေတယ်လို့သိရှိရပါတယ်။အာရှလမ်းမမှာတဆင့် တင်ကန်းညီနောင်မြို့နယ်မြောက်ဝတီမြို့တွေကိုထိုးစစ်ဆင်လာတဲ့စစ်ကောင်စီစစ်ကြောင်းတွေဟာပြီးခဲ့တဲ့စက်တင်ဘာလအစောပိုင်းမှာစတင်ပြီး BGF ရဲ့လမ်းပြကူညီမှုနဲ့အစိုးပါမြို့နှမြို့ကိုပြန်လည်ရရှိပြီးတဲ့နောက်တော်လိုင်းအင်အားစုတွေရှိရာ၄ကီကောမြို့ကိုထပ်မံထိုးစစ်ဆင်လာခဲ့တယ်လို့သိရှိရပါတယ်။၄ကီကောမြို့ကိုထိုးစစ်ဆင်ရမှာလဲတော်လိုင်းအင်အားစုတွေနဲ့ထိတွေ့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားမှုရှိခဲ့ပြီးမြောက်ဝတီမြို့အတွင်းမှာရှိတဲ့ BGF စခန်းခလာရ290တက်ရင်လက်ခတ်တောင်တုံးမှာ လက်နက်ကြီးပြစ်ကိုအမြောင်များပြစ်ကိုပေးခဲ့တယ်လို့သိရှိရပါတယ်။အဲဒီနောက်လေကိတ်ကောမြို့မှာရှိတဲ့ရေကန်ကုန်းနဲ့စပီကန်တွေအပေါင်းမြို့ရဲ့နေရာတော်တော်များများကိုစစ်တပ်ဘက်ကပြန်လည်တင်းကျုံနိုင်ခဲ့ပြီးနောက်အခုနောက်ဆုံးလေကိတ်ကောအနီးမှာရှိတဲ့တော်လန်ရေးတပ်ဖွဲ့တွေစုမှုရာဆွေတော်ကုန်းကိုရရှိဖို့အတွက်လက်နက်ကြီး drone အမြောင်အများအသုံးပြုပြီးတိုက်ခိုက်နေတယ်လို့မြေပြင်တော်လန်ရဲဘော်တဦးမှပြောပါတယ်။အခုကဒီကောင်တွေစက္ကစဆွေတော်ကုန်းကိုရောက်ဖို့အတင်းထိုးလာနေတယ်။ နက်၄နာရီလောက်ကလေးကဟိုနားကတိုးလိုက်ဒီနားကတိုးလိုက်နဲ့ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေတာတစ်ချက်မှမနာရသေးဘူးအခုနောက်ပိုင်းကတိုက်ပွဲပုံစံကပြောင်းသွားပြီအရင်2021လောက်တုန်းကလိုလက်နက်ငယ်တွေနဲ့မြေပြင်မှာတိတ်မဖြစ်တော့ဘူးဒရုန်းလက်နက်ကြီးတွေပဲအဓိကသုံးတော့တာလို့ဆိုပါတယ်အဆိုပါဆွေတော်ကလက်ရှိစစ်ကောင်စီတပ်ဖွဲ့တွေဝင်ရောက်ထားနိုင်နေတဲ့၄ကီကောမြို့တစ်ကိုတာမကအနီးအနားမှာရှိတဲ့ကြေးရွာတွေကိုပါလက်နက်ကြီးနဲ့စုမထားနိုင်တာကြောင့်စစ်တပ်အနေနဲ့အသေးအတန်တိုက်ယူနေခြင်းဖြစ်တယ်လို့လည်းသိရှိရပါတယ် ဒါ့အပြင်လက်ရှိတိုက်ပွဲတွေအတွင်းမှာစစ်တပ်ဘက်မှတော်လိုင်းအင်အားစုတွေနဲ့မြေပြင်ထိတွေ့မှုတွေတိမ်မလို့တော့ပဲလက်နက်အသားစီးနဲ့သာစစ်ကြောင်းတိုးနိုင်ဖို့ရည်ရွယ်နေပြီးမြေပြင်ထိတွေ့မှုတွေမှာလည်းလက်နက်ငယ်တွေထက် point fight လို့တနက်မျိုးတွေနဲ့ပြစ်တာကိုပုံမှုပြစ်လုလာတယ်လို့သိရှိရပါတယ်။ဒါရီမကစစ်တပ်အနေနဲ့လီဂီကော်မျိုးအနီးကဆွေတော်ကုန်းနာကလက်လွတ်ထားရတဲ့မင်းလက်ပံရွာနဲ့ဖလူလီရွာတို့ကိုလည်းဦးတည်ပြီးစစ်ကြောင်းနောက်ထပ်တစ်ကြောင်းတိုးနေတယ်လို့သိရှိရပါတယ်။အဆိုပါကြေးရွာတွေကိုဦးတည်ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီစစ်ကြောင်းတွေကိုတော်လိုင်းတပ်ဖွဲ့တွေဘက်မှဖြန့်ခွဲပိတ်ဆို့နေပြီးနေ့စဉ်တိုက်ပွဲပြင်းထန်နေတယ်လို့လည်းအစိုးရရဲဘော်မှဆက်ပြောပါတယ်ဒီဘက်မှာပင်မစစ်ကြောင်းဆိုရင်နှစ်ကြောင်းလို့ပြောလို့ရမယ်လီဂီကော့ကိုထိုးတဲ့စစ်ကြောင်းရဲ့မင်းလက်ပံဖလူကိုထိုးတဲ့စစ်ကြောင်းရဲ့ပေါ့အဲဒီကနေတဆင့်ပြန်ဖြန့်ခွဲတဲ့စစ်ကြောင်းတွေကတော့အများကြီးပဲကျွန်တော်တို့ဘက်ကလည်းဖြန့်ခွဲပြီးထိုးလာတဲ့များစစ်ကြောင်းတွေကိုကာနေပါတယ်လို့ဆိုပါတယ်စစ်ကောင်စီရဲ့အစိုးရထိုးစစ်ဆင်မှုတွေကြောင့်မင်းလက်ပံနဲ့ဖလူကြီးရွာတို့မှာ ဒေသခံပြည်သူအချို့စစ်ဘေးရှောင်နေရပြီးလက်နက်ကြီး drone ပစ်ခတ်မှုတွေကြောင့်နေအိမ်အချို့ထိခိုက်ပျက်စီးတာတွေလည်းရှိတယ်လို့သိရှိရပါတယ်ခင်ဗျာဟုတ်ကဲ့ပါအခုလိုသတင်းများကိုနောက်ဆက်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လိုင်းရဲ့သတင်းတူများနဲ့ပြန်လာခဲ့ပါမယ်မြန်မာပြည်သူပြည်သားပေါင်းအကြံဖတ်စစ်အာဏာရှင်စနစ်ဆူလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လန်နေတဲ့ကိုချိန်တိုတွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ